ိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လှစဉ်လှစဉ်ကျွန်တော်တင်ဆက်နေရတယ်လှစဉ်ကျွန်တော်တင်ပေးနေတဲ့အဲတလတာယူရိုမင်္ဂလာရေရလက်ဆောင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အခု2025ခုနှစ်ဇူလိုင်လတလတာအတွက်ကျွန်တော်ယူရိုမင်္ဂလာရေရလက်ဆောင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီခုနှစ်နှစ်ပိုင်းအတွင်းမှာကျွန်တော်မိတ်ဆွေအနေနဲ့ငွေကန်ကောင်းခြင်းကျွန်တော်တို့ဘာတွေလုပ်ရမလဲကျွန်တော်မိတ်ဆွေခုနှစ်အသားသမီးကြီးအနေနဲ့ငွေကန်ကောင်းခြင်းကျွန်တော်တို့ဘာတွေလုပ်ရမလဲ ဘာတွေလုပ်ရမလဲကျွန်တော်အလုပ်ကိစ္စတွေအောင်မြင်ခြင်းအဆင်ပြေခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲဒါဒီတလားအတွင်းမှာကျွန်တော်ကျမ်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲပေါ့နော်နောက်ဒီတလားအတွင်းမှာပဲကျွန်တော်အခြေအိမ်တော်ရေးကိစ္စတွေအဆင်ပြေခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲဒီတလားအတွင်းရဲ့ကံကောင်းစေတဲ့အဆောင်တွေကဘာတွေဖြစ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်အခု2025ခုနှစ်ဇူလိုင်လတလားတာအတွက်ကျွန်တော်မိတ်ဆွေခုနှစ်ရဲ့တာဝန်ကြီးများအတွက်တလားတာယူရိုမင်္ဂလာရေရာလက်ဆောင်ဖော်ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဇူလိုင်လအတွင်းမှာတော့ တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့ငွေကန်ကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ကော်ပြော်ပဲဖြစ်ဖြစ်ချမောင်ကျော်ပဲဖြစ်ဖြစ်ကျွန်တော်ခေါက်ဆန်းကျော်ပဲဖြစ်ဖြစ်ကြာနံကျော်ပဲဖြစ်ဖြစ်အဲ့သုံးမျိုးအဲ့လေးမျိုးတွေကကျွန်တော်တစ်မျိုးမျိုးအခုကျွန်တော်ပြောနေတဲ့ထဲကကျွန်တော်အစဉ်ပြေတာတစ်မျိုးမျိုးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလေးလေးနက်နက်ကတ်လှူပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီ2025ခုနှစ် ဇူလိုင်လတလတာအတွင်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်ခြင်းနဲ့ဆိုရင်အလုပ်ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ရှောက်ထားတဲ့လုပ်တွေရဖို့ပဲဖြစ်ဖြစ်ကိုယ်လုပ်ငန်းကိစ္စတွေဂျိတ်ဆက်တွေပြန်ပြီးရဖို့ပဲဖြစ်ဖြစ်အဲ့တော့အလုပ်ကောင်းမှုပဲဖြစ်ဖြစ်လောက်ကန်ခွင်လန်းတွေရဖို့ပဲဖြစ်ဖြစ်အဲ့တော့အလုပ်ကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုရင်တနင်္ဂနွေနေ့မွေးဖွားသူတွေဟာဒီဇူလိုင်လ9လပိုင်းတလတာအတွင်းမှာဘာလို့ရလဲဆိုတော့ကျွန်တော်ညဝိအိတ်တဲ့အင်ဂျီကိုညဝိအိတ်တဲ့အင်ဂျီဟောင်းပဲဖြစ်ဖြစ်ကျွန်တော်လုံကြီးဟောင်းပဲဖြစ်ဖြစ်နံနက်ပိုင်းမှာ နောက်ဝေးပြီပေါ့ကောနည်းနည်းပိုင်းနောက်နည်းနည်းပိုင်းမှာကျွန်တော်စီးနေတဲ့နေထိုင်ချောင်းတွေကိုကျွန်တော်တို့မျှော်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာအလုပ်ကိစ္စတွေအဆင်ပြေပုံမြင်ပြီးမြောက်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီဇူလိုင်လတလတာအတွင်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်ဘာတွေလုပ်ရလဲဆိုတော့노စိမ့်ဘူးတခုအဲ့တော့တဘောပြောရမယ်ဆိုတော့ကျွန်တော်노စိဘူးတခုပေါ့ လို့စီဘူးတပူကိုကျွန်တော်ကျမ်းမာရေးကောင်းခြင်းလဲဆိုရင်ဒီတလားတော်အတွင်းမှာလို့စီဘူးတပူကိုကျွန်တော်တို့အဖိုးအဖွားကိုကျွန်တော်တို့လူလူပြီးတော့ကျွန်တော်ဆူတောင်းလိုက်မယ်ကိုငွေတန်းနိုင်နေဆိုလဲငွေကိုနိုင်ကြော်လေးကျွန်တော်တို့ထည့်ပြီးပါလူလိုက်မယ်ဆိုရင်ဒီတလားတော်အတွင်းမှာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလားတော်ဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလားတော်အတွင်းမှာပဲတနည်းနည်းငွေဖွားသူတွေဟာကျွန်တော်အိမ်တော်ရေးခြေရေးကိစ္စတွေအိမ်တော်ရေးခြေရေးကိစ္စတွေကျွန်တော်အဆင်ပြေခြင်းလဲဆိုရင်အိမ်တော်ရေးကျွန်တော်ညီမညီမတို့ခြေရေးကိစ္စတွေကျွန်တော်ပြောမရဆိုမရတို့ ။ဒါမှအင်အားကြီးကိစ္စတွေကျွန်တော်တို့အဆင်ပြေနေတယ်ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်အောင်တပြေတညွတ်မယ်။အဲ့တော့အောင်တပြေတညွတ်အဲ့အောင်တပြေတညွတ်မှာကျွန်တော်အောင်တပြေရွယ်လေးတွေ့ရမှာပဲဖြစ်ဖြစ်အောင်တပြေရဲ့အယူအခိုင်းမှာပဲဖြစ်ဖြစ်အောင်တပြေတညွတ်မှာကိုချစ်သူဆိုကျွန်တော်ကိုချစ်သူရဲ့နာမည်ကိုရေးမယ်။ကိုအိမ်တော်ဘက်ဆိုရင်ကျွန်တော်ကိုအိမ်တော်ဘက်ကနာမည်ကိုရေးပြီးတော့ကျွန်တော်မြေတားဖို့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်အခြေအိမ်တော်ရဲ့ကိစ္စတွေကျွန်တော်အဆင်ပြေသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်။ အဲ့တော့ဒီဇူလိုင်လအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာတနင်္ဂနွေနေ့မွေးဖွားသူတွေအနေနဲ့ဒီဇူလိုင်လလတာအတွင်းရကျွန်တော်တို့ကန့်ကောက်စီတဲ့ဆောင်းပါလဲဆိုတော့ကျွန်တော်အုံနည်းစိတ်လေးတစ်စိတ်ပဲကျွန်တော်အုံနည်းစိတ်လေးတစ်စိတ်အရေးကြောင်ရှိတဲ့အခါမှာကျွန်တော်အုံနည်းစိတ်လေးတစ်စိတ်ကိုဆောင်းရမယ်အနေရှိတဲ့နေရာကိုသွားတဲ့အခါမှာဖြစ်ဖြစ်အလုံးလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့တခုအရေးကြောင်ရှိတဲ့နေရာကိုသွားမယ်ဆိုရင်ကျွန်တော်အောင်တလေးရအောင်အုံနည်းစိတ်လေးတစ်စိတ်ကိုဆောင်းထားခြင်းအပြင်ဒီဇူလိုင်လအတွက်ကျွန်တော်ကန့်ကောက်စီတဲ့အဆောင်ကန်ထောက်ပံ့ရစေတဲ့အဆောင်ဖြစ်ပါတယ်အခုဇူလိုင်လ တလတာအတွက်ကျွန်တော်တနင်္လာနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်အယူတော်မင်္ဂလာရေတရာလက်ဆောင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတလတာအတွက်မှာတနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းနဲ့ဆိုရင်တော့ဘာလို့ရလဲဆိုတော့ကျွန်တော်အာလူအာလူပူတင်အဲ့တော့ကိုဖါကိုပဲလို့လို့အပြင်အဝဲဝဲဝဲအာလူပူတင်အဲ့တော့အာလူပူတင်မရဘူးဆိုတော့ကျွန်တော်အာလူနဲ့ပတ်သက်တာအာလူကြော်ပဲဖြစ်ဖြစ်ပေါ့နော်ကိုဖါကိုကြော်လဲရတယ်အာလူဟင်းပဲဖြစ်ဖြစ်ကျွန်တော်အိမ်ပြားမှာပဲမြတ်စွာဘုရားရှိခိုးရမယ့်ဒီကိုကျွန်တော်လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါငွေကြီးနဲ့ပတ်သက်တာတွေကျွန်တော်ဆူတောင်းမယ်အဲ့တော့ဒီတလတာအတွင်းမှာ တတင်းလာနေဝေဖောက်သူတွေကငွေကန်ကောင်းနေတယ်ဆိုရင်အခုကျွန်တော်ပြောတဲ့အာလူဟင်းအာလူပူတင်ပဲဖြစ်ဖြစ်အာလူဟင်းပဲဖြစ်ဖြစ်အာလူကြော်ပဲဖြစ်ဖြစ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လူပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလနာတွင်မှာတတင်းလာနေဝေဖောက်သူတွေကလုံကိစ္စတွေအောင်မြင်နေတယ်ဆိုရင်တော့ဘာလို့ ਆ လဲဆိုတော့စနေတောင်းမှာကိုကတော့တတင်းလာတာအတမီပဲဒါမှမဟုတ်စနေတောင်းမှာကျွန်တော်တို့ TV ဖြူခုနှစ်လက်ကျွန်တော်ကြီးကြီးတေးတေးဒီဒီခုနလည်းကိုစနေတော့မှကျွန်တော်ကတ်လှူပြီးတော့ဖြူရမ်းပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာအတွင်းမှာအလုပ်ကိစ္စတွေကျွန်တော်အဆင်ပြေသွားမယ်။အောင်မြင်သွားမယ်တလနာဖြစ်ပါတယ်။ အဲ့တော့ဒီတလနာအတွင်းမှာပဲတနည်းအားဖြင့်ဝေဖွားသူတွေကကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဘာလို့ရလဲဆိုတော့노ဒမင်းအဲ့တော့ကို့အိမ်နာပောင်းခြင်းဒါမှမဟုတ်ကို့အလုပ်ပောင်းခြင်းဒါမှမဟုတ်ကို့ပောင်းခြင်းကကျွန်တော်တို့ကလေးတွေကို노ဒမင်းကျွန်တော်တို့ချွေးလူပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလနာအတွင်းမှာပဲတနည်းအားဖြင့်ဝေဖွားသူတွေကအခြေအိမ်တော်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ကျွန်တော်ဘာလို့ရလဲဆိုတော့နွားနုနဲ့ပေါင်မုတ် အဲ့တော့နွားတို့ကျွန်တော်ဘယ်နှချက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါင်မုတ်ဟိုနွားတို့ဘယ်နှခွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါင်မုတ်ဘယ်နှချက်ပဲဖြစ်ဖြစ်ကိုနိုင်လေ၍အဲ့တော့နွားတို့နဲ့ပေါင်မုတ်ကိုကိုမိတ်ဆွေတွေကိုကျွန်တော်တို့ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာတွေမှာတနင်္လာနေ့မွေးဖွားသူတွေရာအခြေအိမ်တော်ရဲ့ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ် ဲ့တော့ဒီတလတာအတွင်းမှာတနင်္လာနေ့မွေးဖွားသူတွေအနေနဲ့ဒီဇူလိုင်လတလတာအတွင်းမှာဒီ9လပိုင်းတလတာအတွင်းမှာတနင်္လာနေ့မွေးဖွားသူတွေအနေနဲ့ခံကောင်းစေတဲ့အဆောင်ပါလဲဆိုတော့ကျွန်တော်ပန်းလေးတစ်ပွင့်ကိုဆောင်းထားရုံပဲအဲ့တော့ဘာပန်းမဲ့ဖြစ်ဖြစ်ကျွန်တော်ပန်းတစ်ပွင့်ဖြင့်ပြီးရောပေါ့နော်အဲ့တော့ပန်းလေးတစ်ပွင့်ကျွန်တော်ဆောင်းထားခြင်းအပြင်ဒီတလတာအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေအနေနဲ့ကံထောက်ပံ့ဖြစ်စေတဲ့ကံထောက်ပံ့ရစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အခုဇူလိုင်လတလတာအတွက်9လသားသမီးတွေအတွက်အင်္ဂါနေ့မွေးဖွားသူများအတွက် လာတာယူရိုမင်္ဂလာရေတရလက်ဆောင်ဟောပြောပြီးသွားမှာဖြစ်ပါတယ်အခုအင်ကာနေမွေးဖွားသူများအတွက်ခုနလပိုင်းတလာတာယူရိုမင်္ဂလာရေတရလက်ဆောင်ဟောပြောပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလာတာအတွင်းမှာဒီခုနလပိုင်းတလာတာအတွင်းမှာတော့အင်ကာနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာလို့ရလဲဆိုတော့ပတ်မို့အုံးလို့စမ်းအဲ့တော့ပတ်မို့ကိုကျွန်တော်အုံးလို့စမ်းပြီးအိမ်မှာပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလေးလေးနက်နက်ကပ်လို့ပြီးငွေချင်းနဲ့ပတ်သက်တာဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတနတာတွင်မှာပဲဇူလိုင်လတနတာတွင်မှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်တော့ဘာလို့ရလဲဆိုတော့ခန်းကိုကျွန်တော်တို့ချောင်းညွန် ကျွန်တော်ကိုကြိုတိုင်းမှာပဲဖြစ်ဖြစ်ကိုအိမ်ပြားမှာပဲဖြစ်ဖြစ်လေးလေးနက်နက်ကတ်လို့ပြီးကျွန်တော်တို့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလနာတွင်မှာကျွန်တော်အလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ကျွန်တော်ခန်းကိုချောင်းညွန်အိမ်ပြားမှာပဲဖြစ်ဖြစ်ကိုကြိုတိုင်းမှာပဲဖြစ်ဖြစ်လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလနာတွင်မှာအင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်တော့ကျမ်းမာရေးအတွက်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီကိုနှစ်လပိုင်းတွင်မှာကျွန်တော်ဖုံးရင်းကြောင်းဘယ်ဘုံကြောင့်မဖြစ်ဖြစ်ကျွန်တော်ဖုံးကြောင်းရတယ်ဖုံးကြောင်းကျွန်တော်ရေစစ်တို့ခြေထုတ်ခုံတို့ကျွန်တော်လှူပြီးဆူတောင်းလိုက်ပါခင်ဗျာ အဲ့တော့ဒီတလနာအတွင်းမှာပဲအင်္ဂါနေ့မွေးဖောက်သူတွေကအခြေအိမ်တော်ကြီးကိစ္စတွေအဆင်ပြေခြင်းလေဆိုရင်ကျွန်တော်တို့ဘာလုပ်အောင်လဲဆိုတော့ CD 3လုံး CD 3လုံးမှာကျွန်တော်တလုံးစီမှာကိုချစ်သူဆိုကိုချစ်သူရဲ့နာမည်ကိုရေးမယ်ကိုအိမ်တော်ဘက်ဆိုကိုအိမ်တော်ဘက်ရဲ့နာမည်ကိုရေးမယ် CD 3လုံးမှာရေးမယ်အဲ့တော့ CD 3လုံးမှာကိုချစ်သူကိုအိမ်တော်ဘက်ရဲ့နာမည်ကိုရေးပြီးတော့ကျွန်တော်စီးနေတဲ့မြစ်ထဲချောင်းတွေကိုကျွန်တော်တို့ညှောပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာအတွင်းမှာအခြေအိမ်တော်ကြီးကိစ္စတွေအဆင်ပြေသွားမယ်တလနာဖြစ်ပါတယ် အဲ့တော့ဒီတလတာတွင်မှာတော့ခဏလာပိုင်းတလတာတွင်မှာတော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်ပါလို့ဆိုကျွန်တော်တည့်ရရွက်လေးတည့်ရွက်ပဲ အဲ့တော့တင်းရဲရလေးတရက်ကိုကျွန်တော်တို့ဆောင်းထားခြင်းအပြင်ဒီတလမှာကံအပံမှုကံရထောက်ပံ့ကိုရစေပါတယ်အဲ့တော့အတဲရဲရလေးကိုလည်းကျွန်တော်တံမှုတွေယူပြီးဆောင်းထားရင်တော့ကိုယ်တော့ပို့ပြီးတော့ထီရောက်စေတယ်ပို့ပြီးတော့ကောင်းစေပါပဲအဲ့တော့တင်းရဲရလေးတရက်ကိုကျွန်တော်တံမှုတွေယူပြီးဆောင်းထားမယ်အန်ဒီရှိတဲ့နေရာကိုသွားတဲ့အခါပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီတရက်ရလေးကိုကျွန်တော်တို့ဆောင်းထားခြင်းအပြင်သင်္ကန်းလေးမွေးဖွားသူတွေဟာဒီခုနလပိုင်းတလတာအတွင်းမှာကျွန်တော်ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်ဖြစ်ပါတယ်ခုခုနလပိုင်းအတွက်ဗုဒ္ဓဘုရင်မွေးဖွားသူများဗုဒ္ဓဘုရားသမီးများအတွက်ဇူလိုင်လတလတာအတွက် အယူတော်မင်္ဂလာရတရားလက်ဆောင်ဖော်ပြပေးသွားမှာဖြစ်ပါမယ်အဲ့တော့ဒီခုနကမှတလန်တော်တွေမှာဗုဒ္ဓဘုရင့်မွေးဖွားသူတွေဟာကျွန်တော်တို့ငွေကန်ကောင်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ငွေကန်ကောင်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာလို့ရလဲဆိုတော့ကျွန်တော်ခြေပန်းဟိုအဲ့တော့ပန်းဟိုကတော့ကျွန်တော်ခြေပန်းဟိုလေးဖြစ်ရမယ်ကြီးကြီးတေးတေးပေါ့နော်အဲ့တော့ခြေပန်းဟိုထဲမှာကျွန်တော်အုံညုံလေးချောင်းညုံဆက်ပြီးတော့အိမ်ဖျားမှာပဲမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးငွေကြီးနဲ့ပတ်သက်တာလေးဆူတောင်းလိုက်ပါခင်ဗျာ တော့ဒီတလတာတွင်းရဲ့ကျွန်တော်ငွေချင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာတော့အမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာတွင်းမှာပဲဗိုလ်တခုနဲ့မွေးဖွားသူတွေဟာကိုယ်အလုပ်ကိစ္စတွေအောင်မြင်ခြင်းနဲ့အလုပ်တွေလျှောက်ထားတာရရင်လို့ပဲဖြစ်ဖြစ်လုပ်ငန်းကိစ္စတွေအဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်တာတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဒီတလတာတွင်းမှာဗိုလ်တခုနဲ့မွေးဖွားသူတွေဟာကျွန်တော်ဖျားဆီးတွေတစုစုမှရှိတဲ့ကိုယ်နဲ့အဆင်ပြေတဲ့ကိုယ်အဆင်ပြေတဲ့နေရာဖျားဆီးတွေတစုမှရှိတဲ့ကျွန်တော်တို့ခေါင်းလောင်းမှာခေါင်းလောင်းမှာကျွန်တော်တို့ခေါင်းလောင်း၆ချက်တို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလတာတွင်းမှာပဲ ဒီဇူလိုင်လတနေ့အတွင်းမှာပဲဗုဒ္ဓဘုရင်ဝေဖောက်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကိုယ့်အလုပ်နေရာပဲဖြစ်ဖြစ်ကိုယ့်အိမ်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်ကျွန်တော်ကလေးတွေကိုလက်ဖက်တိုက်ပြီးတော့ကျွန်တော်တို့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတနေ့အတွင်းမှာတော့ခဏလာပိုင်းတနေ့အတွင်းမှာတော့ဗုဒ္ဓဘုရင်ဝေဖောက်သူတွေအနေနဲ့ကျွန်တော်တို့အခြေအနေအောင်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကျွန်တော်တို့လောကဝိတုကုံတော်အဲ့တော့လောကဝိတုကုံတော်ကိုကိုယ့်အဋ္ဌံပုံစံလေးနဲ့တနေ့ဘယ်နှခေါင်း ျွန်တော်တို့ရွံ့မယ်ဒါမှမဟုတ်တနေ့ဘယ်ဘယ်နှစ်ပတ်အဲပရိစိတ်မယ်ပေါ့နော်အဲ့တော့လောကဝိတုကုံတော်ကိုကျွန်တော်ပရိစိတ်မယ်ကျွန်တော်တို့ဒါမှမဟုတ်ရင်ကျွန်တော်ရွံ့မယ်ဆိုပြီးကျွန်တော်တို့အော်လောကဝိတုကုံတော်ရွတ်ချင်းအပြင်ဒီတလားတာအတွင်းမှာတော့အခြေအနေအကြောင်းအကိစ္စတွေနဲ့ပတ်သက်ရင်အဆင်ပြေသွားမယ်တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာအတွင်းမှာတော့ဒီဇူလိုင်လတလားတာအတွင်းမှာတော့ဗိုလ်တခုနဲ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ကန့်ကောက်နေတဲ့အဆောင်အဲ့တော့ဗိုလ်တခုနဲ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ကန့်ကောက်နေတဲ့အဆောင်ဘာလဲဆိုတော့ခေါင်းလုံးလေးတစ်လုံးပဲ တော့ခေါင်းလောင်းလေးတစ်လုံးကျွန်တော်ပါခေါင်းလောင်းမဖြစ်ဖြစ်ကြီးခေါင်းလောင်းမဖြစ်ဖြစ်ငွေခေါင်းလောင်းမဖြစ်ဖြစ်ခေါင်းလောင်းလေးတစ်လုံးပေါ့နော်အဲ့တော့ကျွန်တော် fancy ပုံစံခေါင်းလောင်းလေးတွေရှိတယ်အဲ့ခေါင်းလောင်းလေးတစ်လုံးကိုဆောင်ထားခြင်းအပြင်ဟိုတခုနဲ့မွေးဖောက်သူတွေကဒီ2025ခုနှစ်ဇူလိုင်တလတလတာအတွက်ကျွန်တော်ကန်ကောင်းစီတယ်ကန်ထောက်ပံ့ရစီတယ်အဆောင်ဖြစ်ပါတယ်ခင်ဗျာအခုဂျာတာပေးနေမွေးဖောက်သူများဂျာတာပေးသားသမီးများအတွက်ဒီဇူလိုင်ကတလတာအတွက်အယူရောမင်္ဂလာရက်တွေကလက်ဆောင်ဟောပြောပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီဇူလိုင်လတလတာအတွင်းမှာတော့ဂျာနာပလီနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းနေတယ်ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကျွန်တော်တို့အချွေအဲ့တော့ဘာအချွေပဲဖြစ်ဖြစ်အချွေဖြစ်ဖို့လိုတယ်အချွေကိုကျွန်တော်အိမ်ဖျားမှာပဲမျက်စွာဖျားရှိကိုလိုမကြီးကိုလေးလေးနက်နက်ကတ်လုပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီဂျာနာတာအတွင်းမှာတော့ဂျာနာပလီနေမွေးဖွားသူတွေဟာအလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ကျွန်တော်တို့ဘာလို့ ਆ လဲဆိုတော့ကိုကတော့ဂျာနာတွေသာလို့မီးပဲဒါမင်းနဲ့စနေတော့မှဖျောင်းနိုင်အနီရောင်ကျွန်တော်ကြီးကြီးသေးသေးဖျောင်းနိုင်အနီရောင်ကျွန်တော်တို့၁၂တိုင်းအဲ့တော့ဖျောင်းနိုင်အနီရောင်၁၂တိုင်းကျွန်တော်တို့ ထုံးညိပြီးကျွန်တော်တို့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလာတာအတွင်းမှာပဲကြာတာပြင်းနေဝေဖာသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့တစ်ခါတည်းတစ်လုံးအဲ့တော့တစ်ခါတည်းတစ်လုံးမှာကို့နာမည်ကို့မွေးခွန်းနှစ်တွေကိုရေးပြီးတော့ဆင်းနေတဲ့မြေထဲချောင်းတွေကိုကျွန်တော်တို့မျောပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလာတာအတွင်းမှာတော့ကြာတာပြင်းနေဝေဖာသူတွေအနေနဲ့အခြေအနေအောင်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာလို့ရလဲဆိုတော့ ဘုန်းကြီးတို့ကြောင်းကြောင်းတော့မယ်ကျွန်တော်ကိုတက်နိုင်တဲ့ဟာလေးပေါ့ကိုတက်နိုင်တဲ့သင်ငန်းလေးပေါ့နော်အဲ့တော့ဘုန်းကြီးကိုကျွန်တော်သင်ငန်းတူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလားတာတွင်းမှာလည်းအခြေအနေအင်္ဂိရှာနဲ့ပတ်သက်ပြီးအဆင်ပြေသွားမယ်တလားတာဖြစ်ပါတယ်အဲ့တော့2025ခုနှစ်ဒီဇူလိုင်လအတွင်းမှာဂျာလန်ပြည်နေမွေးဖွားသူတွေအနေနဲ့ကျွန်တော်ကန်ကောင်းစီတဲ့အဆောင်ဒါလည်းဆိုကျွန်တော်ဗရီတီတကုံးဆောင်ထားအောင်မယ်ကြည်ကြည်တီတီဘာသာနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ဗရီတီတကုံးဆောင်ထားခြင်းအပြင်ဒီတလားတာတွင်းမှာဒီဇူလိုင်လတလားတာတွင်းမှာကျွန်တော်ဘင်းနေမွေးဖွားသူတွေဟာကျွန်တော်ကံထောက်ပံ့ရစေတဲ့ကံအပံ့မှုရစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ် အခု2025ခုနှစ်ဇူလိုင်လတလတာအတွက်တောက်ကြနေမှုခေါ်သူများတောက်ကြတာသမီးများအတွက်တလတာယူတော်မင်္ဂလာရက်တွေအားလက်ဆောင်ဖော်ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်မှာတော့တောက်ကြနေမှုခေါ်သူတွေဟာကျွန်တော်ငွေကန်ကောင်းနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ coffee အဲ့တော့ဘာကောဖီပဲပြပြကျွန်တော်ကော်ဖီရောပြရမယ်။လက်ပြနေစားကျွန်တော်ကော်ဖီပြရမယ်။ကော်ဖီကိုကျွန်တော်တို့ဖြော်ပြီးတော့ဖျားရှင်ကိုတော်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးငွေကြီးနဲ့ပတ်သက်တာတွေရှူတောင်းလိုက်ပါခင်ဗျာ။ အဲ့တော့ဒီတလနာအတွင်းမှာပဲတောက်ကြနေမွေးဖောက်သူတွေကအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့အွန်ဒဘီ6ညောင်းလက်စွပ်အများကြီးကိုတော့မြကြီးကိုအွန်ဒဘီ6ညောင်းလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလနာအတွင်းမှာပဲ ဒီဇူလိုင်လတလားတာတွင်မှာပဲတောက်ကြန်ဒီမွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းနေနေဆိုရင်တော့ဘာလို့လဲဆိုတော့ဖုံးကြောင်းကိုကျွန်တော်တို့တတိခုနှစ်လုံးဗာတတိမပြည့်ပြည့်တတိခုနှစ်လုံးတရတိဆိုလဲတရတိပေါ့မင်းကိုတီဆိုလဲမင်းကိုတီကျမ်းမာတီဆိုလဲကျမ်းမာတီပေါ့ဒွင်းတီဆိုလဲဒွင်းတီပေါ့ကိုနိုင်တဲ့ဟာပေါ့နော်လိမ္မော်တီဆိုလဲလိမ္မော်တီဇီတီဆိုလဲဇီတီအဲ့တော့ကိုနိုင်တဲ့ဟာလေးကျွန်တော်တို့တတိခုနှစ်လုံးဖုံးကြောင်းကိုကျွန်တော်တို့တောင်းလူပြီးဆူတောင်းလိုက်ပါအောင်ဖုံးကြောင်းတာအစ်မပြေတဲ့လူကိုကျွန်တော်ဆွမ်းလမ်းကြွားတဲ့ဘုံကြီးဆွမ်းလမ်းကြွားတဲ့ဘုံကြီးကိုလောင်းလို့ရရပါတယ်အဲ့တော့ဒီတလားတာတွင်မှာတော့တောက်ကြတဲ့မွေးဖွားသူတွေကကျွန်တော်တို့ အခြေအနေကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်အထံအသိကြီးကိုဟိုတနေ့ကိုဘယ်နှကြိမ်ရွတ်မယ်ထောင်းကိုတနေ့ကိုပရိပဏဘတ်စိတ်မယ်ဆိုပြီးကျွန်တော်တို့အထံအသိကြီးကိုတော့ရွတ်ဖတ်ခြင်းပရိစိတ်ခြင်းအဋိဌံပြုပြီးလုပ်မယ်ဆိုရင်အခြေအနေကိစ္စတွေကျွန်တော်အဆင်ပြေအောင်မြင်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်မှာတော့တောက်ကြနေငွေပွားသူတွေအနေနဲ့ဒီ9လပိုင်းတလတာတွင်တောက်ကြနေငွေပွားသူတွေအနေနဲ့ကျွန်တော်ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ တော်လေးတို့ချောင်းပေါ့နော်ကိုယ်ရင်တော်လေးပဲဖြစ်ဖြစ်ကိုယ်တခန်းတော်လေးပဲဖြစ်ဖြစ်တော်လေးတို့ချောင်းကိုကျွန်တော်အနီအောင်ကျိုးလေးနဲ့ခြီးပြီးကျွန်တော်တို့အနီအောင်ကျိုးလေးနဲ့အဲ့တော်လေးကိုခြီးပြီးကျွန်တော်ဆောင်းထားခြင်းအပြင်ဒီတလတာတွင်မှာကံထောက်ပံ့ရရှိစီပါရခင်ဗျာအခု2025ခုနှစ်ဇူလိုင်လတလတာအတွက်စနေနေ့မွေးဖွားသူများစနေသားနေ့များအတွက်တလတာယူတော်မင်္ဂလာရရရလက်ဆောင်ဟောပြောပေးတော်မှာဖြစ်ပါတယ် အဲ့တော့ဒီတော့လာတွင်မှာတော့စနေနေ့မွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းနေဆိုရင်တော့ဘာလို့ရလဲဆိုတော့ကျွန်တော်မိုးလင်မယားမိုးလင်မယားတို့ကျွန်တော်နေရာတိုင်းမှာတော့ရှိရောရှိပါတယ်အဲ့တော့မိုးလင်မယားကျွန်တော်ဖျားရှင်ကိုယ်တော်မြတ်ကြီးကိုလေးလေးနက်နက်ကပ်လူပြီးချူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတော့လာတွင်မှာပဲကျွန်တော်စနေနေ့မွေးဖွားသူတွေဟာအလုပ်ကိစ္စတွေအောင်မြင်နေဆိုရင်ဘာလို့ရလဲဆိုတော့ကိုရှောက်ထားတဲ့အလုပ်ရဖို့ပဲဖြစ်ဖြစ်နိုင်ငံသားအလုပ်ရှောက်ထားတာရဖို့ပဲဖြစ်ဖြစ် အလုပ်ကိစ္စတွေအောင်မြင်ရင်လို့ပဲဖြစ်ဖြစ်ကိုယ်လုပ်ငန်းတွေကောင်းလို့ပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေအောင်မြင်ဆင်ပြေခြင်းလဲဆိုရင်ဘာလို့လဲဆိုကိုယ့်အင်ရှေ့ရနေကိုယ့်အင်ရှေ့ရလမ်းပေါ်ကိုကျွန်တော်တို့ရေလေးစသည့်ထွက်ချိုးပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာအလုပ်ကိစ္စတွေကျွန်တော်အောင်မြင်ပြီးမြောက်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းလဲဆိုရင်တော့ဘာလို့လဲဆိုတော့ strawberry အဲ့တော့ strawberry ဒီဘယ်နဲ့ချင်းမဖြစ်ဖြစ်ဘယ်နဲ့လုံးမဖြစ်ဖြစ်ကိုနိုင်တပြည့် strawberry ဒီကျွန်တော်ဆွမ်းလန်းကျွမ်းတဲ့ဘုံကြီးဆွမ်းလန်းကျွမ်းတဲ့ဘုံကြီးကိုကျွန်တော် strawberry ဒီလောင်းလူလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလနာအတွင်းမှာပဲကျွန်တော်စနေနေ့မွေးဖွားသူတွေအခြေအနေအောင်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့တနင်္လာတောင်မှာကိုကတော့စနေသားသမီးပဲဒါနဲ့တနင်္လာတောင်မှာကျွန်တော်တို့ဂန်းကိုချောင်းချောင်း လေးလေးနက်နက်ကတ်လူပြီးအခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာအခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်အဆင်ပြေသွားမဲ့တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာတွင်မှာတော့ ဒီ2025ခုနှစ်ဒီဇူလိုင်လတလတာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်အားကျွန်တော်တို့ဗားလဲဆိုတော့ခရီးညွန်လေးတညွန်ကိုဆောင်ထားရုံပဲအဲ့တော့ရေးကြည့်တဲ့အခါမှာကျွန်တော်တို့ခရီးညွန်လေးကိုကျွန်တော်ဆောင်သွားမယ်အဲ့တော့လှုပ်ရှားတဲ့အခါမှာပဲဖြစ်ဖြစ်ကိုတန်အန်ရရှိတဲ့နေရာကိုသွားတဲ့အခါမှာပဲဖြစ်ဖြစ်အဲ့တော့ဒီတလတာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေအနေနဲ့ကံရအပံဖို့ကံရထောက်ပံ့ဖို့ဖြစ်စေတဲ့အဆောင်အားတော့ကျွန်တော်ခရီးညွန်လေးတညွန်ကိုဆောင်ထားခြင်းအပြင်ကိုယ့်ရဲ့ကံရအပံဖို့ထောက်ပံ့နေကိုရရှိစေမယ်တလတာဖြစ်သွားပါတယ်ခင်ဗျာအခုကျွန်တော်မိတ်ဆွေများခုနေသားသမီးများအတွက်ကျွန်တော်လာစဉ် အဲစူးစမ်းပြီးတင်ဆက်နေတယ်တရတာယူရိုမင်္ဂလာရရလက်ဆောင်ကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုလာမယ်အဲအခုလာမယ်ကျွန်တော်ဝါရင်ကာလာပေါ့နော်ကျွန်တော်ပရီးစိတ်ဖို့ပုံမှန်ပဲမနေ့ကလိုပဲပရီးစိတ်ဖို့ပရီးစိတ်ကြမယ်အဲ့တော့ပရီးမရှိသေးတဲ့လူတွေပရီးပေးမယ်ပေါ့နော်အဲရှင်ုံပြားမှာကျွန်တော်တို့ဟိုစုံကြမယ်ပေါ့တနင်္ဂနွေနေ့ဆိုရင်ဝါရင်ကာလာပတ်လို့ပေါ့နော်တနင်္ဂနွေနေ့၈နာရီကနေ၈နာရီကြီးဆိုကျွန်တော်အဲရှင်ုံပြားရဲ့ အဲတနင်္ဂနွေတော့ဒီခါကျွန်တော်တို့ဒါရီမင်းခေါင်းကောင်းကြီးနောက်မှာကျွန်တော်တို့ပြီးစိတ်ကြမယ်ခဏကအတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေလည်းဖိတ်တယ်ဒီမရှိတဲ့လူတွေလည်းအဲ့လိုလာတဲ့အခါမှာပြီးပေးမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေများအလုံးခုနှစ်သားလေးများအလုံးအန်ဒီယကင်းပြီးရှင်းပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေလို့မြတ်တော်ကိုဆုတောင်းလိုက်ပါတယ်